အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တန်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။အနောက်အရမလေအထွားဆုံးပုတ်ကိုရဲ့သတင်းနဲ့အတူ LG ရဲ့ NFT platform ကိုပိတ်သိမ်းဖို့ကြေညာလိုက်တဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူခုဖြစ်ပါရယ်ခင်ဗျာ။ပရမတ်ဘောအနေနဲ့အနောက်ရက်မှာလေအထွားဆုံးပုံကူရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် ဘဲခွိုင်စေးတွေထိုးကြမလားဆိုပြီးစိတ်ပူနေသူတွေစိတ်ပူဘေးတစောင်းမဲ့သွားနေတော့မလားဆိုပြီးမချင်မရဖြစ်နေသူတွေဖြစ်နေကြပေမဲ့ Trump ကတော့ US ကဘဲခွိုင်စူပါပါဝါနိုင်ငံကြီးတစ်ခုဖြစ်လာစေရမယ်လို့ကြုံဝါလိုက်ပြန်ပါပြီဒီကြုံဝါမှုနဲ့အတူတော့ဘဲခွိုင်စေးကမဆိုစလောက်လေးပြန်တက်လာခဲ့ပေမဲ့ဒေါ်လာ6000အထိတော့ပြန်တက်မလာနိုင်သေးပါဘူး Trump ပြောတဲ့ US ဘေးကွိုင်စူပါပါဝါဆိုတာကရောဘာပါလဲအဓိကကတော့ US က ဘေးကွိုင်းနဲ့ပတ်သက်လာရင်ထိတ်ဆုံးမှအမြဲတမ်းဥဆောင်နေရမယ်လို့ဆိုကြတာဖြစ်ပါတယ်။အရင်ကကမ္ဘာစီးပွားရေးနဲ့နေပညာအပါအဝင်နယ်ပယ်တော်တော်များများမှာရွှေထီးစောင်းခဲ့သလိုပဲဘေးကွိုင်းမှာလည်းထိတ်ဆုံးကဖြစ်နေစေရမယ်လို့ပြောကြတာပါ။အခုလည်းဘေးကွိုင်း reserve တွေအတွက်သမရအမိန့်တစ်ခုလက်မှတ်ထိုးပြီးတော့ထုတ်ပြန်ခဲ့ပေမဲ့ဘေးကွိုင်း reserve တွေကအများမျှော်လင့်ထားသလိုမျိုးဘေးကွိုင်းအလုံးရင်းနဲ့ဝယ်မဲ့အစီအစဉ်မဟုတ်ပဲရှင်းနေပြီသားဘေးကွိုင်းတွေကိုထုတ်မရောင်းဖို့အစီအစဉ်ဘက်ကိုပိုရင်းနေကြတာကြောင့်အတော်များများကစိတ်ပြက်ကုန်ကြပါတယ် တဖက်မှာတော့မူဝါဒရေးရတဲ့ပတ်သက်လို့ USSEC က Crypto Company အတော်များများကိုဆွဲဆိုထားတဲ့အမှုတွေကိုရုတ်သိမ်းပေးလာနေတဲ့အချက်ကလည်း Crypto Industry အတွက်တော့အပြူရဘောဆောင်တဲ့အရေးတစ်ခုဖြစ်လာစေပါတယ်။နောက်တစ်ချက်ကတော့ Trump က Crypto နဲ့ပတ်သက်တဲ့ပွဲတွေမှာခက်စိတ်စိတ်ပါဝင်လာနေတာကိုတွေ့ရပါတယ်။ဒီလားထဲမှာတင်မဲ့ Impure Crypto Summit ကိုဥဆောင်ကျင်းပခဲ့သလို March လ20ရက်နေ့မှာလည်း Blockwise Digital Asset Summit 2025မှာ main ကုန်းဝင်ပြောခဲ့ပါသေးတယ်။ အန်စနစ်နဲ့ငွေပေးချေမှုစနစ်တွေမှာပိုကောင်းလာနိုင်ပြီးအမေရိကန်ပြည်သူတွေနဲ့စီးပွားရေးလုပ်ငန်းတွေပုံမလုံးချုံစိတ်ချရစေနိုင်ဖို့အတွက်ပြုပြင်ပြောင်းလဲမှုတွေပန်တီးရမှာ crypto company တွေကအရေးပါပြီးတော့ USD နဲ့ကြောတော့နောက်ကန်ပြူထားတဲ့ stable coin တွေကလည်းကမ္ဘာမှာ USD အသုံးပြုမှုနှုန်းကိုပိုများလာစေနိုင်ကြောင်းဆိုခဲ့ပါတယ်။ Trump က Bitcoin နဲ့အတူ USD back stable coin တွေကိုလည်းအတော်လေးအားပေးအားမြောက်ပြုလာပြီးမကြခင်မှာ stable coin ဥပဒေတစ်ခုလည်းပြ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 ထွက်လာဖို့ရှိနေပါတယ်။ ဒါကြောင့် Trump အခုလုံးနေတာတွေကရေတိုမှာထိခိုက်မှုရှိလာနိုင်ပေမဲ့ရေရှည်မှာအကျိုးများလာနိုင်မလားဒါမှမဟုတ်ရေတိုရောရေရှည်ပါလူတစုကောင်းစားဖို့အတွက်သာဖြစ်နိုင်ပြီးလူအများစုကခံရတဲ့ဘက်ကနေပြတ်သွားမလားဆိုတာကိုတော့စောင့်ကြည့်စရာအချိန်လေးနဲ့နေပါကြံပါသေးတယ်ခင်ဗျာဆက်လက်ပြီးတော့ LG ရဲ့ NFT platform ကိုပိတ်သိမ်းဖို့ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ2022ခုနှစ်နောက်ပိုင်းကစလို့ crypto bull market ရဲ့အရှိန်နဲ့အတူ NFT တွေခိတလာမှု မတာဘတ်ဆိုတဲ့အတော်အုံခစ်စားလာမှုတွေကြောင့်စီးပွားရေးလုပ်ငန်းကြီးတွေကဝက်ထရီနေပယ်တွေကို ပုံစံမျိုးစုံနဲ့ဝင်ရောက်လာကြပါတယ်။ကိုပိုင် NFT collection ထုတ်ကြတဲ့စီးပွားရေးလုပ်ငန်းကြီးတွေလည်းရှိခဲ့သလိုကိုပိုင်မတာဘတ်ဖန်တီးခဲ့ကြသူတွေလည်းရှိခဲ့ပါတယ်။ဒီထဲမှာတော့တောင်ကိုရီးယားနိုင်ငံအခြေစိုက်နေပညာလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ LG လည်းပါဝင်ခဲ့ပါတယ်။2022ခုနှစ်စက်တင်ဘာလလောက်မှာကိုပိုင် NFT platform တစ်ခုကိုဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့လည်း crypto bear market နဲ့အတူ NFT တွေကိုစီးပွားဖြစ်လဲပဲ့ကြတဲ့ခေတ်ကလည်းတဖြည်းဖြည်းကုန်သွားခဲ့ပြီးတဲ့နောက်မှာတော့ LG ရဲ့ NFT platform ကရပ်တည်ဖို့ခက်ခဲသွားပုံရပါတယ်။အခုတော့ LG ရဲ့ NFT platform ကိုပိတ်သိမ်းသွားတော့မှဖြစ်ဖြစ်ဒီ platform ကနေတဆင့်ရောင်းထားတဲ့ NFT တွေကိုလည်းပြန်အထုတ်ပေးသွားမှဖြစ်ကြောင်းဆိုထားပါတယ်။တကယ်တော့ LG ရဲ့ NFT platform ပိတ်သိမ်းမှုကနှမျောစရာကောင်းပြီး LG ရဲ့ထုတ်ကုန်တွေနဲ့တိုက်ရိုက်ချိန်ဆက်ထားတဲ့ NFT platform တစ်ခုအဖြစ်ရည်တည်နေကြတာပါ။ ဒါပေမဲ့လည်း NFT ဈေးကွက်ပြတ်မှုနဲ့အတူ company တော်တော်များများကတက်ခေါက်ပြန်ကုန်ကြပြီးတော့ဒီထဲမှာ Kraken ရဲ့ NFT marketplace Nike ရဲ့ Artifact NFT sneaker တွေလည်းပါဝင်ခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ပေါ့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုကိုကိုအသုံးပြုပြီးတော့ account ပွင့်နေပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade day မြတ်ကြပါစေခင်ဗျာ